မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DV ရုံမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါတအံမျိုးသားလူမျိုးရေးတက်မတော် TNL ထိန်းချုပ်ထားတဲ့မျိုးဆက်နှမျိုးမှာမျိုးဆောင်တက်ဖွဲ့စည်းရေးဆက်လက်အကောင့်ထဲပေါ်လှုပ်ဆောင်နေတယ်လို့ပြန်ကြားတဲ့တာဝန်ခံလူရည်ဦးကပြောပါရယ်မျိုးဆောင်တက်ဖွဲ့စည်းရတာဟာဒေသခံပြည်သူလူထုတွေရဲ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နိုင်ဖို့ဖြစ်တယ်လို့ဂျွန်လ9ရက်နေ့ဇွန်ကနေတစင်ပြုလုပ်တဲ့ online သတင်းစာရှင်းလင်းပွဲမှာသူကပြောခဲ့တာပါ မျိုးစောင်းတက်ဟာလုံခြုံရေးဆောင်ရွက်ရတာဖြစ်လို့ခုခံကာကွယ်ရေးတင်နန်းပေးတာရှိတယ်လို့သူကဆက်ပြောပါတယ်။တင်နန်းကာလကတော့နေမင်းနေရာဒေသပေါ်မူတည်ပြီး15ရက်ကနေ3လအထိကြာချချက်ရှိပြီးတင်နန်းစီးရင်တော့သက်ဆိုင်ရာမြို့နယ်မှာတာဝန်ထမ်းဆောင်ရမယ်လို့လည်းဆိုပါတယ်။တာဝန်ထမ်းဆောင်ခြင်းပြည့်သွားရင်မူလအတိုင်းပြန်နေထိုင်ရမှာလို့ပြောပေမဲ့အချိန်ကာလဘလောက်အထိတာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့အချက်ကိုတော့ထည့်သွင်းပြောသွားတာမျိုးမရှိပါဘူး။ TNL ကမျိုးဆောင်တက်ဖွဲ့ဖို့ကိစ္စနဲ့နမည်စင်းကောက်တာကြောင့်2025ခုနှစ်အစောပိုင်းကတည်းကတချို့မြို့နယ်တွေမှာကန့်ကွက်မှုတွေကြုံတွေ့ခဲ့ရပါသေးတယ်ရှင်။နေပြည်တော်နဲ့ရွှေဘုံမြို့တွေမှာဂျွန်လ၄ရက်ကအွန်လိုင်းဂိမ်းလောင်းကစားလုပ်တဲ့ဒိုင်း၃ရောက်နဲ့ဝန်ထမ်း၁၆ရောက်ကိုဖမ်းမိခဲ့တယ်လို့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နဲ့နှီးဆက်တဲ့သတင်းမြစ်တွေကနေသိရပါဗျ။ဂျွန်လ၄ရက်နေ့တော့ကစစ်ကောင်စီတပ်နဲ့ရဲတွေကရွှေဘုံမြို့နယ်အမှတ်၁၀ရက်ကွက်တက်မြို့တောင်ရက်ခွနလမ်းမှာနေထိုင်တဲ့ ကိုနေစင်ဝင်းနဲ့မတ်တဲဖြူထွန်းတို့နဲ့အင်ကိုဝင်ရောက်ရှာဖွေရမှာဝန်ထမ်း16ယောက်ကို slot game လောင်းကစားပြုလုပ်ရမှာအသုံးပြုတဲ့ကွန်ပျူတာဖုန်းငွေတွေနဲ့ဖမ်းမိခဲ့တယ်လို့အုပ်ချုပ်ရေးနဲ့နှီးဆက်တဲ့သတင်းမြစ်ကပြောပါရယ်အလားတူစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေဇေယသီရိမြို့နယ်စိမ်းစားပင်ကြေးရွာမှာဂျွန်လ3ရက်ကဇင်းကြီးဘတ်တင်အမီနဲ့ online slot game တိုင်းဖြစ်သူကိုတန့်စင်ကိုကိုကိုရဲတွေကဖမ်းမိခဲ့ပြီးဝန်ထမ်းတွေကတော့ဖမ်းဆီးရမိတာမျိုးမရှိဘူးလို့ရဲတပ်ဖွဲ့နဲ့နှီးဆက်သူတယောက်ကပြောပါရယ် ဇန်နဝါရီလ29ရက်ကလည်းလှိုင်တရာအရှိပိုင်းမြို့နယ် FMI City အိမ်ယာမှာ TTBet online game လောင်းကစားလုပ်ငန်းလုပ်ကင်သူအမျိုးသား24ယောက်နဲ့အမျိုးသမီး48ယောက်ကိုလုပ်ငန်းလုပ်ကင်ရမှာအသုံးပြုတဲ့ဆက်ဆက်ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့သေးတယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်အတွင်း license မဲ့ cycle motor ယာဉ်တွေကိုဖမ်းဆီးနေတာကြောင့်ဖက်အမျိုးပေါ်မှာခီးသွလာမှုတွေညော့နေပြီးတော့၆ကတ်နေတယ်လို့မြို့မိမြို့ဖားတွေကပြောပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ ေလနောက်ဆုံးဘက်ကစတင်ပြီးကင်မီနယ်တွင်းလမ်းစဉ်မဲ့မော်တော်ဆိုင်ကနေလမ်းစဉ်မဲ့ကားတွေအုံမပြုတ်ကိုစစ်ကောင်စီလက်အောက်ခံကင်မီနယ်ရင်အနယ်လမ်းအနေနဲ့ကင်းရှင်းကုမ္ပဏီကလိုက်လံတတိပေးတာတွေလုဆောင်ခဲ့ပါတယ်။ဂျွန်လာတရနေ့ကစတင်ပြီးကင်မီနယ်တွင်းကဖန်ကော့ကရိတ်မြောက်ဝတီကျိုင်းစိန်ကြီးတန်တောင်ကြီးလိုင်းဝင်းမြို့နယ်ခုနှစ်မြို့နယ်တွင်းဖျက်ဆန်းတော်လာနေတဲ့လမ်းစဉ်မဲ့ရင်တွေကိုဖမ်းဆီးခဲ့ပါတယ်။အချင်းကဖမ်းနေတယ်ဆိုင်ကြီးရောကားရော

အဲ့လိုမျိုးအခုလုံဦးသားဖာမျိုးကတော့6ကောက်သွားပြီဆက်သွက်ကြတာပေါ့အဲ့လိုမျိုးအာဆန္ဒဆက်ဦးနိုင်မရဘူးဆန္ဒဆက်ဦးနိုင်ပြီးဖာပါပဲအပေါ်လို့ရပ်ကုန်တာပေါ့ဂျွန်လန်နီနဲ့ညနေ9နာရီလောက်ကဖအံမျိုးကာဂျီကွင်းအဝင်းဤမှာရင်ဖန်းစီရဲ့ဖွဲ့စုံဖွဲ့နဲ့တိုင်းဒေသနဲ့ကိုင်းတပ်ဖွဲ့တို့ရင်ဖန်းစီကနဲ့ပတ်သက်ပြီးပြစ်ပခတ်ဖြစ်ပွားခဲ့တာကြောင့်ပြည်သူတွေစိုးရိမ်ခဲ့ရတယ်လို့မြို့ကန်တွေကပြောပါတယ်။ โอเคအခုလိုလိုက်တယ်မဲ့ရင်းနေဖန်ကြီးရင်းနေအတွက်ပေါ့နော်ပြည်သူတွေကအများဒုက္ခရောက်ကြတာပေါ့ဒါပြတီးလက်နေပြည်သူတွေကမရှိမရှိမဲ့လိုက်တယ်ဥစားလိုက်တယ်မဲ့ရင်းလေးတွေနဲ့တန်ကြိုးရေးပစ္စည်းလေးထွက်တဲ့ဟာကြီးကုန်သိန်းတွေကိုမမျိုးတွေမှာလာပို့ရောင်းချတယ်သူခိုင်းလိုက်တော့အများဒုက္ခရောက်တာပေါ့နော်အကြောင်းသားအကြောင်းပို့တွေလည်းမိုးလည်းအရန်ရတော့ပြည်သူတွေမှာအများဒုက္ခရောက်တယ်ပစ္စည်းစီးတဲ့တွေကြတော့လိုင်စင်ကားရင်လည်းသူတို့ကအယောင်ဝင်လို့လို့ရတယ်လေအခုလိုင်စင်မဲ့ရင်းနေခန်းလာလေအရင် ထန်းစည်းရတဲ့ပုံပြအခြေအနေဆိုးတယ်ပေါ့နော်တင်းကျပ်တယ်ပေါ့နော်အခုကလက်နဲ့ကင်နေနဲ့ဘာတော့ပြိမဲ့ခတ်မဲ့အထိပြိပခါရချစ်ကြတယ်ပေါ့နော်အဲ့ဒီမှာပြည်သူတွေလည်းအရန်ဆိုးရင်နေရတယ်ပေါ့နော်မြန်မာနိုင်ငံစဲမြောက်ပြည်မြို့ကတဆင်မြန်မာနိုင်ငံလုံးကိုလိုင်စင်မဲ့မော်တော်ယာဉ်တွေဝင်ရောက်ဖို့လက်နက်ကင်ခွဲစည်းတွေဌာနဆိုင်ရာတွေကမူကြီးရယူပြီးအဓိကတင်သွင်းနေတာလို့ဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာစစ်ကောင်ဆောင်ကလိုင်စင်မဲ့ကားနဲ့လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူတွေကိုဖော်ထုတ်ရမှာဖြစ်ပြီးနံမပြတူပြုလုပ်တာလိုင်စင်တူပြုလုပ်တာတွေကိုတွေ့ရတဲ့အတွက်တာဝန်ရှိသူတွေအနေနဲ့ပါဝင်ပတ်သက်နေသူအားလုံးကိုစီစစ်ဖော်ထုတ်ရေးယူဖို့ညွှန်ကြားခဲ့တယ်လို့သိရပါတယ်ကျွန်တော်အောင်ခန့်ပါ ဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျမတော့ဖူအီအီနွယ်ပါကြည့်ရှုနာဆက်နေကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်